ဘူကွန်အောက်ရပေမဲ့မိမနှစ်ယောက်ယူပြီးနှစ်ယောက်လုံးကိုဝင်းဝေးရှောက်ဖေးခိုင်းတဲ့အထိစီမံခန့်ခွဲမှုကောင်းတဲ့ဦးရဲမြင့်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျဆွလိုက်ပါတယ်။တချို့လူတွေရဲ့အတွက်တော့အိမ်ထောင်ပြုဖို့အသေးချာစဉ်းစားနေရတဲ့အချိန်မှာဘူကွန်ကောက်တဲ့ဦးရဲမြင့်ကတော့မိမနှစ်ယောက်လုံးကိုတပြိုင်တည်းပေါင်းသိနေတဲ့သူပေါင်းမြန်မာနိုင်ငံမှာတလင်တမယာဥပဒေရှိပေမဲ့ဦးရဲမြင့်ကတော့မိမနှစ်ယောက်ကိုယူထားပြီးနှစ်ယောက်လုံးကိုလည်းတောင်းဆိုအောင်ခိုင်းထားပါတယ်။အသက်55နှစ်အရွယ်ရှိပြီဖြစ်တဲ့ဦးရဲမြင့်ကဘူကွန်ကောက်ရတာကြောင့်ငွေကြေးကတော့မချမ်းသာပေမဲ့အချစ်တွေကတော့ချမ်းသာပါတယ်။ပထမအိမ်ထောင်ရဲ့လက်ထ က်ပြီးကလေး9ယောက်မွေးဖွားပြီးတဲ့အချိန်မှာပဲနောက်ထပ်မိန်းကလေးတစ်ယောက်နဲ့လက်ထပ်လိုက်ပါတယ်နောက်ထပ်မိန်းကလေးကသူ့ထက်အသက်20ငယ်ပေမဲ့လည်းဦးရဲမြင့်ကိုအရန်ချစ်တာကြောင့်အိမ်ထိလိုက်လာတာပေါ့ဦးရဲမြင့်ရဲ့ပထမအင်တောင်ကလည်းသဘောတူအချီးပြူတာကြောင့်တိမ်ထဲမှာတွင်နှစ်ယောက်လုံးနဲ့ဖြည်းဖြည်းလေးလေးနေထိုင်ကြပါတယ်မိမနှစ်ယောက်လုံးကလည်းညီအမတွေလိုချစ်ခင်ကြပြီးဦးရဲမြင့်ကဟိတ်ဆိုဟိတ်တိတ်ဆိုရင်တိတ်သွားကြပါတယ်။ဦးရဲမြင့်ကလက်ရှိမှာသားသမီး၈ယောက်ရှိပြီးတိန်လုံးကတော့အလုပ်လုပ်ရတာပေါ့။ဦးရဲမြင့်ကိုယ်တိုင်ကလည်းဘူးကွန်ထွက်ပြီးကောက်တယ်လို့သူ့ရဲ့ဇနီးတစ်ယောက်ကလည်းဘူးကွန်ကောက်ရပါတယ်။အခြားတ တယောက်ကသူများရဲ့ဆိုင်မှာတလောက်ကို3သိန်း6သောင်းနဲ့အလုပ်ဝင်လုံးရပြီးရတဲ့ငွေတွေကိုဦးရမ်းမြင့်ထံကိုအကုန်လုံးအပ်ရပါတယ်။နှစ်ယောက်လုံးကအလုပ်လုပ်ခိုင်းတာကတော့ငွေရှာတောင်းတင်ပေးထားတာဖြစ်ပြီးဘဝကိုရင်ဆိုင်ရဲစေဖို့ဖြစ်တယ်လို့ဆိုပါတယ်။မိမတယောက်စီကိုအပေါ်တန်းနဲ့အောက်ထက်ခွဲထားပြီးဦးရမ်းမြင့်ကိုကြောက်ကြလို့ဘာမှပြန်မပြောရဲကြပါဘူး။သူတို့မိသားစုမှချစ်ခင်နေရင်အဆင်ပြေကြပြီးဈာလူတွေဆွတ်ဖက်ဖို့မလိုတာကြောင့်တရင်တဲမှတွေအဆင်ပြေပြေနေနိုင်ကြပါတယ်။ ဘူးကွန်ကောက်ရတဲ့ဝင်ငွေကလည်းကောင်းလို့သူ့ကိုလိုချင်တဲ့မျိုးသမီးတွေကလည်းရှိတယ်လို့ဆိုပါတယ်။ဦးရင်မြင့်သာလက်ခံမယ်ဆိုရင်လက်ထပ်ချင်ကြတဲ့မျိုးသမီးတွေကလည်းရှိနေပါသေးတယ်။ဘူးကွန်ကောက်ရပေမဲ့မျိုးသမီးနှစ်ယောက်ကိုယူထားတာကြောင့်အခြားလုပ်ငန်းများစွာကိုလည်းလုပ်ရင်တော့ထပ်ပြီးရောမလားဆိုတော့အံ့ဩနေကြတာပါ။ဦးရင်မြင့်ကသူ့ကိုယ်တိုင်နဲ့အလုပ်လုပ်တဲ့အပြင်သူ့ရဲ့မျိုးသမီးတွေကလည်းအလုပ်လုပ်ပြီးငွေအပ်ရပါသေးတယ်။အိမ်မကိစ္စတွေကိုလည်းလုပ်ကန်ရပြီးသူ့စကားတခွန်းကိုတိမ်လုံးကနားထောင်ရတာပါ။ပထမအိမ်တောင်နဲ့ဒုတိယအိမ်တောင်တို့နှစ်ယောက်လုံးကတဲကြပြီးညီမတွေလိုနေထိုင်ကြတာကိုတော့အံ့ဩနေကြ calma. ဥယျာဉ်မြင့်တယောက်ဘလို့နီလန်းတွေအသုံးပြုလဲဆိုတာကိုသိချင်နေကြရရှင်ဘူကွန်ကောက်ရပြင်မဲ့လေသူ့အိမ်မှာတော့ဩဇာရှိသူတယောက်ဖြစ်ပြီးအမျိုးသမီးနှစ်ယောက်လုံးကလည်းခြေပြနေကြတာပါဥယျာဉ်မြင့်ကတော့ဒီလိုပဲဆက်လက်နေထိုင်တော့မှဖြစ်ကအမျိုးသမီးနှစ်ယောက်လုံးကိုထားမသွားဘူးဆိုတဲ့ဂရုကိုလည်းပေးထားပါတယ်အမျိုးသမီးနှစ်ယောက်လုံးကိုထားမသွားပြင်မဲ့လေနောက်ထပ်အမျိုးသမီးတယောက်ကလည်းဒိုးလာနိုင်သေးတယ်နော်ရုံးရည်ကလည်းတာမန်ပဲဖြစ်တယ်လို့အလောက်ကန်ကလည်းဘူကွန်ကောက်ရပြီးအသက်အရွယ်က55နှစ်ဖြစ်ပေမဲ့ခိုးသက်ရဲ့အထိစမ်းပွေးနေတဲ့ဥယျာဉ်မြင့်ထံကနီလန်းကောင်းတွေကိုလိုချင်နေတဲ့အမျိုးသားတွေကလည်းရှိကြပါ ါတယ်။ဦးရဲမြင့်ကမိမ၂ယောက်ယူထားပေမဲ့ကလေးတွေကတော့ပညာတတ်ဖြစ်အောင်သင်ကြားပေးနေတာပေါ့။အငယ်ဆုံးလေးကခြိရတဲ့အရွယ်လေးသာရှိသေးပေမဲ့ကလေးတွေကိုအမျိုးသမီး၂ယောက်ကတလှည့်စီထိန်ပေးကြပါတယ်။ဝင်ငွေကောင်းကောင်းရှိတဲ့သူတွေကတိအောင်တစ်မျိုးမတိအောင်တစ်မျိုးအငယ်နှောင်းထားတတ်တာမဟုတ်ဖဲဦးရဲမြင့်လိုဘူးကွန်ကောက်တဲ့သူလည်းအမျိုးသမီး၂ယောက်ရှိနေပါတယ်။မိမ၂ယောက်ယူထားပြီးအပေါ်ထက်နဲ့အောက်ထက်ခွဲထားကောင်ငွေရှာတတ်အောင်သင်ပေးထားတဲ့ဦးရဲမြင့်အပေါ် ပရိသတ်တို့ရောဘလို့ထင်မြင်မိလဲဆိုတော့ခမမအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။